နိုဝင်ဘာ22ရက်က KK Park နေမြေအတွင်းအွန်လိုင်းလိမ်လည်မှုများနဲ့အသုံးပြုခဲ့တဲ့အဆောက်အုံ10လုံးကိုထပ်မံဖြိုချခဲ့ကြောင်းနဲ့ရွှေကုန်းကုန်နေမြေအတွင်း9ရက်မြောက်ရှင်းလင်းမှုတွင်အွန်လိုင်းလိမ်လည်မှု၌အသုံးပြုတဲ့ကွန်ပျူတာနှင့်ဆက်ဆက်ပစ္စည်းများ၊မိုဘိုင်းဖုန်းများထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရပါသည်။ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကိုအများဆုံးအခြေချလုပ်ကင်လျက်ရှိကြတဲ့ရွှေကုတ်ကုန်နယ်မြေနဲ့ KK Park နယ်မြေများ၌လုံခြုံရေးတပ်ဖွဲ့ဝင်များအုပ်ချုပ်ရေးအဖွဲ့အစည်းများဟာနယ်မြေကန်တာဝန်ရှိသူများနဲ့အတူပူးပေါင်းဆစ်စင်ရေးအဖွဲ့များဖြင့်တရားမဝင်လုပ်ငန်းများဆောင်ရွက်ခြင်းနဲ့တရားမဝင်ပြည်ပနိုင်ငံသားများအခြေချနေထိုင်ခြင်းမရှိစေရေးဝင်ရောက်ရှင်းလင်းခြင်းတရားမဝင်အဆောက်အုံများအားဖြိုချဖျက်ဆီးခြင်းများဆက်လက်ဆောင်ရွက်ခဲ့ရာယနေ့အထိမြရီမက်ထော်တလေး KK Park နယ်မြေအတွင်းရှိတရားမဝင် င်အဆောက်အုံများကိုစနစ်တကျဖြိုချဖျက်ဆီးခြင်းနဲ့ရွှေကောက်ကုန်းမျိုးအတွင်၌အွန်လိုင်းလောင်းကစားမှုအွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုလည်းထပ်မံဖော်ထုတ်ထိမ့်သိမ့်နိုင်ခဲ့ကြောင်းသိရပါဗျာ။ မြန်မာရီမက်ထော်တလေး KK Park နယ်မြေအတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရတဲ့အသုံးပြုခဲ့တဲ့အဆောက်အုံ635လုံးရှိတဲ့အနက်နိုဝင်ဘာလ22ရက်က10လုံးကိုဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာနိုဝင်ဘာ22ရက်ထိတရားမဝင်အဆောက်အုံ206လုံးဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနဲ့ကြန့်ရှိနေသေးတဲ့တရားမဝင်အဆောက်အုံများကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်းသိရပါဗျာ။